တွေကပြောရယ်ပေါ့နော်ဟိုကိုဝင်ဆောင်တဲ့အချိန်မှာဂျုံနေနေရှင်းသွားရယ်ဆိုရင်တော့ယောက်ျားလေးကိုဝင်ပေါ့အဲရုပ်ပုံနှုတ်သွားရယ်ဆိုရင်မင်းကလေးကိုဝင်ပေါ့ဒါပေမဲ့ဒါကတော်တော်များများရှိလို့ထင်တာပါပဲဘာလို့ဆိုတော့ဟိုတငယ်ချင်းတွေတော်တော်များများမင်းကလေးလို့ထင်တာဒီတိုင်းပါပဲသူကသူများကြီးကတော့သူ့ကိုပြောတယ်ဟိုလိုရုပ်ရှင်းတာမှကြာတော့မရှိဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်လည်းသူ့ကိုပြောပါတယ်ပိုးရောလှလာပါတယ်ခွဲမွေးလိုက်လို့ရှိရင်နားရတာပါညာရှိရင်အနာကြတာရိုးမွေးခါကျတော့အဓိကတော့ကျမ်းမာရေးဘက်ကကျင်းတယ်ကောင်းတဲ့ဟာတွေအများကြီးရှိတယ်ကျမ်းမာတဲ့ကလေးလေးအစဉ်ပြေကျွန်တော်ရိုးမွေးပါနောက်၄ဘက်လောက်ပေါ့ဒီဂျွန်လာကောင်လောက်မှတည်ရမှာရိုးမွေးရမှာခွဲခွဲရတော့ ဟိုဘာမှတော့မဖြစ်ပါဘူးအေးဘာကြီးပုံကျွန်တော်ရောက်ရလေးဖြစ်သွားတော့ဒါတော့လူကြတာမရဘူးဆိုတော့ဟိုတည့်မှာနက်စိတ်အိုက်တာဘာမှလည်းကိုတာကိုခလေးပဲဟာတော့အမပေးဘူးလို့နေအောင်စဉ်းစားရတယ်ဟုတ်တယ်ဟုတ် free style သူကသူသူလည်းဟိုအဓိကတော့သူသွားတဲ့လမ်းကြောင်းပဲတဲ့ပေးပါဟိုမလောက်ရမယ်ဆိုပုံသွင်းပါကိုယ်လည်းဖြစ်ချင်တာလုပ်ချင်တာလုပ်လာ အဲ့တော့သူလည်းလုပ်ချင်တာလုပ်ပါစေပေါ့တော်တော်ဒါလို့ခဏလာပိုင်းခဏလာပိုင်း20ပါဝင်ကြတော့ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ရိုးရိုးဝင်ပါဆိုတော့မွေးတဲ့နေပေါ့ရိုးရိုးဝင်စမ်းပြတာတော့အဓိကတော့သူပေါ့အလုပ်လုပ်ချင်ဟိုခွဲမွေးလိုက်လို့ရှိရင်နားရတာပါလားရှိရင်နားကြတာရိုးမွေးခါကျတော့သူအဓိကတော့ကျမ်းမာရေးဘက်ကကျင်းတယ်ကောင်းတဲ့ဟာတွေအများကြီးရှိတယ်ဟိုလူမိဘရဲ့တက်တာလူကြီးအရင်တော့လည်းရိုးမွေးရဲ့လူတွေပိုကောင်းတော့နော်ဆေးရုံမှာဆိုတော့3ရက်လောက်နေပြီးပြီးတော့ဒါတို့ကျမ်းမာတယ်ကလေးလေးအစဉ်ပြေဆိုတော့ရိုးမွေးပါနောက်၄ဘက်လောက်ပေါ့ဒီဂျွန်လာကောင်လောက်မှတည်ရမှာရိုးမွေးရမှာခွဲခွဲရတော့ ဟိုဘာမှတော့မဖြစ်ပါဘူးအေးဘာကြီးဘုံခက်ရောက်ရလေးဖြစ်သွားတော့ဒါတော့လူကြတာမရဘူးဆိုတော့ဟိုတင်မှာနက်စိတ်အိုက်တာဘာမှလည်းကိုတာကိုခလေးပဲဟာအဓိကတော့တမိလူကြတာယောက်ျားလေး generation ကျွန်တော်တို့ကဟိုကက်ဆင်တွေအကုန်လုံးလဲဥပမာဆိုကက်ဆင်၁၀ယောက်ရှိရယ်ဆိုရင်ယောက်ျားလေးက၉ယောက်ပါတယ်အဲ့တော့မိန်းကလေးဘယ်လိုမိန်းကလေးမရှိဘူးเนาะပြီးတော့ကျွန်တော်တို့ညီကို၃ယောက်ကျွန်တော်ညီကမွေးလိုက်တာယောက်ျားလေး၂ယောက်ကျွန်တော်တူပါတော့ကျွန်တော်ညီလက်ကမွေးယောက်ျားလေးနေအဲ့တော့ ဟုတ်တယ်သမီးလေးလိုချင်တာလိုချင်တာအဖေကျွန်တော်အဖေကလည်းကမီးလိုချင်တယ်မီးမလေးလိုချင်တာမီးမလိုချင်တာဟုတ်ပါဘူးမဖြစ်တော့အဲ့ဒါကျွန်တော်ကနောက်နေတယ်မဖြစ်နိုင်တော့ဘူးလို့ဒီဟာအဖေ generation အရင် strong ဖြစ်နေတယ်ဒီဘက်ကမိန်းကလေးများတာတောင်မှမဖြစ်မဖြစ်ဘူးဖြစ်တာဟုတ်ကဲ့ဟုတ်ကဲ့ဒီတိုင်းပါပဲ။ तू ကသူများရေတော့ तू ပြောတယ်ဟိုလိုရုပ်ရှင်တာမှကျတော့မရှိဘူးလို့ပြောတယ်။အဲ့တော့ကျွန်တော်လည်း तू ပြောပါပဲ။ပိုရောလှလာပါတော့။ ဟိုဟိုအဲ့ဒါလည်းမြင်ပါတယ်တချို့တွေကပြောရယ်ပေါ့နော်ဟိုကိုဝင်ဆောင်တဲ့အချိန်မှာယုံနေနေရှင်းသွားရယ်ဆိုရင်တော့ယောက်ျားလေးကိုဝင်ပေါ့အဲရုပ်ပုံနှုတ်သွားရယ်ဆိုတော့မိန်းကလေးကိုဝင်ပေါ့ဒါပေမဲ့ဒါကတသမတ်တည်းမရှိဘူးလို့ထင်တာပါပဲဘာလို့ဆိုတော့အိုတငယ်ချင်းတွေတော်တော်များများမိန်းကလေးလို့ထင်တာမိန်းကလေးထင်တာအဲတူတူမိန်းကလေးအဲ general view မတိုင်ခင်တော့ကမိန်းကလေးမွေးမှာဆိုသူကပြုံးဖြီးနေတာသူကအရန်ပျော်နေကိုလည်းအရန်အပြောင်းလဲပေါ့နော်တချို့ရယ်ဆိုရင်ဟိုမျက်နှာဟို hormone changes တွေကြောင့်ဒီမျက်နှာအသားကြီးပြောင်းလဲတာရှိတယ်တခြားပြောင်းလဲမှုတွေလည်းအများကြီးရှိကိုကအဲ့လိုမျိုးတိတိတသားကြီးလည်းခြားရည်ကမခံ ံစားရဘူးဆိုတော့ဟို तू ညွန်လင်းတယ်လို့ဖြစ်မလားပေါ့နော်အစားတော့ကကြာအဲ့လိုမျိုးလေးစဉ်းစားမိတယ်အခုချိန်ထိလဲဟိုကိုဝင်နဲ့ပတ်သက်ပြီးတော့အရန်ထရေထူးထူးဟိုသူများကြီးလို့လေအရန်ခံစားရတယ်အဲ့လိုမျိုးအရှိပိုင်းမှာ morning sickness ဆိုးတာကြီးပါတယ်အဲ့လောက်ကြီးမခံစားခဲ့ရဘူးဆိုတော့ဟိုကန်ကောင်းတယ်လို့ပြောရမှာပေါ့ကိုကပဲဘီကတော့စိုက်ပါအရင်တုန်းကလည်းစိုက်ပါဒါပေမဲ့ကျွန်တော်ကတော့လှုပ်ပြည့်တယ်လို့ဆိုတော့အခုချိန်လေးသူကားမောင်းနေတော့သူ့သွားသူ့လာကျွန်တော်ဒီမနေ့လည်းသူပွဲတော်ပွဲသူ့သွားကျွန်တော်လည်းမဟုတ်ဘူးဘာလို့လဲသူကသူမောင်းနိုင်နေသူလှုပ်ပြည့်ရောဆိုတော့ဟို ကျွန်တော်တို့ခိုင်ခါတာကြတော့လေကိုလှုပ်ရှားနိုင်တယ်ကိုမလှုပ်ရှားဘာဖြစ်ဆိုဆိုကြတော့အဲ့လိုမျိုးပေါ့ဟိုတချို့မလှုပ်ရဘူးလို့မသွားအောင်ပေါ့ကျွန်တော်စပြီးရောကိုဝင်ရှိရနေဒီနေ့ချင်းတွေသူ့ဘာမှမတောက်ဘူးလို့ယောဂဆိုတဲ့ကျွန်တော်ကိုယ်တိုင်တော့အပ်ပြီးတော့ယောဂသွားဆော့ဟိုအိမ်မှာထိုင်နေရမယ့်ဟာမျိုးကိုမကြိုက်တော့အဲ့လိုမျိုးဆိုတော့သူ့လှုပ်ပေးတာအတက်ပေါ့လောက်အကုန်လောက်အကုန်လောက်အယူဆတွေကတော့အများကြီးပေါ့နော်ရှေးရိုးဆွဲယူဆတွေအဲ့လိုမျိုးကလေးဆိုရင်ကလေးမွေးလာလို့ရှိရင်ဟိုကရုံးရိတ်မှတော့သိရမလားဘယ်ကလေးပစ္စည်းကြိုးမဆုရဘူးလို့အဲ့တချို့တချို့မိသားစုတွေဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ အရင်အရင် fight fight လုပ်ရတယ်ပေါ့ဒါပေမဲ့ကိုရီမီသားစုမှာအလိုမရှိဘူးနော်လူကြီးရယ်မမမိပါတွေအကုန်လုံးကလည်းအဲ့ဒီကိုနားလဲနားလဲပေးတယ်နားလဲပေးဆိုခုခေတ်အမြင်နဲ့ရှိကြရဲဆိုတဲ့အခါကျတော့တော်တော်လေးကန်ကောင်းနေပေါ့အရင်ဟိုဟိုကတော့ကစားပြရတာမျိုးလည်းမရှိဘူးဟုတ်ခုကလေးမရခလေးမရခင်မမတ်ဘူး general view မတိုင်ခင်ကအဲ့ဒီဘာလေးလဲဆိုတဲ့ဟာလေအဲ့မှန်တယ်နှစ်အိမ်မနှစ်ခေါက်မှတ်တယ်အဲ့လိုအပြာရောင်လေးပဲထွက်လာအတကယ်လည်းထွက်လာအပြာရောင်ကြီးဆိုသူ့ရဲ့နာကိုကြည်ကြီးနေတယ်အဲ့လို ိုလိုချင်တာမရခါကြမျက်နှာနည်းဖြုတ်သွားပြီးတော့အဲကို့သားလေးဆိုပြောပြပြီးတော့မှထခုံနေကြရပါလေပါရှေ့ပါအဲ့ဒါကဘလို့ပဲဖြစ်ရဒါပေမဲ့ဟိုပေါ့ဟိုကြောက်ကြလေးဖြစ်မိန်လေးဖြစ်တော့တမျိုးစီစိတ်ပူတာပဲအတူတူပဲချစ်ဖို့လည်းကောင်းပါအဲ့ဒါဟာတာဟာအဲ့ဒါအမှန်ရတော့ဒီ history နဲ့ရှင်ပြီးပြောရင်တော်တော်ကြီးရတာကျွန်တော်တော်တော်များနောက်လာဟောအဲ့ဒါတော့ဟိုဟာတာနေပြောမှာဆိုဘလို့ဆိုတော့ဟိုအဲ့ဒါကျွန်တော်လုံးဝကျွန်တော်အဲ့တောက်ချက်ကရေကြီးတဲ့အချိန်ရေပြီးဖြစ်တော့ကျွန်တော်ရေပြီးတောက်ချက်သွားတဲ့အချိန် ဆိုတော့ဘလို့မှကလေးရလည်းမထင်တာဘာပေမဲ့အဲ့ဂျာထဲမှာကလေးရဆိုတော့ပြောမယ်ဆိုတော့အဲ့လိုပြောအဲ့တော့ပူဆိုးတာပေါ့နော်မထင်တဲ့အချိန်မှာကလေးရပူဆိုးတယ်အဲ့တည်းကြောင့်ရှိတာပေါ့ဖြစ်နိုင်ဘူးပေါ့အာဖြစ်နိုင်တယ်ကရှိတယ်ပထမသူကထင်ဆက်စိတ်ထဲမှာထင်ကျွန်တော်လည်းထင်ဒါပေမဲ့ဩဒါဖြစ်နေကြပြီပေါ့ဒါတည်းကြောင့်သူအဲ့လိုဖြစ်တတ်တာပေါ့နော်အဲ့တော့ is okay ဆိုကြီးပြီးပါလျှောက်သွားလှုပ်ချင်တိုင်းလျှောက်လှုပ်မယ်လျှောက်လှုပ်နေရအောင်အာ ကိုဝင်လဲရပြီလို့ဒီလေဒီအမေရတယ်ခါနေလျှောက်သွားဘာဖြစ်လို့သွားအဲ့လိုမျိုးသူများဆို3လောက်အောက်တွေပါလို့လေရင်မစည်းရောက်ပါကြမဟုတ်ဘူးအဲ့တော့ကျွန်ရရလေရင်နဲ့လျှောက်အဲ့လိုလျှောက်အဲ့လိုသွားကျွန်တော်ကခီးသွားကြတယ်ပို့ဆိုဆက်စားခြင်းအမေဖြစ်တော်မင်းဆိုတိတုံးကနည်းနည်းထိတ်လန့်တော့ထိတ်လန့်နေဆိုတော့မဟုတ်ဟိုအမြဲတမ်းကိုကလည်းကို့မိသားစုမှာကိုကလည်းခလေးလှုပ်လာတာပေါ့နော်အခုယောက်ျားနဲ့ကြောက်လည်းကိုကကိုကိုခလေးလှုပ်လာတာပေါ့နော်အဲ့လိုပေါ့နော်ဆိုတဲ့အခါကျတော့ရုပ်တရက်ကြီးအဲ့လိုမျိုးကို့ဖိုက်ထဲမှာခလေးလေးရှိတော်မင်းဆိုတော့ကိုလူကြီးဖြစ်သွားတော်မင်းဟိုမိခင်တယောက်ဖြစ်တော်မင်းဆိုရဲအဲ့အဲ့စိတ်ကြီးဝင်လာ တဲ့အခါကျတော့နည်းနည်းကြောက်တယ်ငါမိခင်ဖြစ်ဖို့အဲထိုက်တန်မိလားဆိုရဲစိတ်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုဘက်ထဲမှာဒီကလေးလေးရလေတဖြည်းဖြည်းနဲ့ကြီးထွားလာတယ်ဘက်ကလည်းထွက်ထွက်ထွက်လာတဲ့အချိန်မှာဟိုဘယ်ရမှမသိတဲ့ energy ရလာတယ်ပေါ့နော် strong ဖြစ်လာတယ်ပို့ပြီးတော့ခံစားရဒီကလေးလေးတော့ငါဘာလုပ်ပေးမလဲ အဲဒီကလေးလေးကိုဘလို့လေးပြုစုပြောထောင်မလဲဆိုတော့စိတ်ကပို့ပြီးတော့များလာအဲ့ခါကျတော့ပိုးပြီးပတ်စံရှာခြင်းစိတ်ကြီးများလာအဲ့လိုမျိုးပေါ့နော်ဒါဟိုလေးဟိုမိခင်တွေမှာကိုယ်သားသမီးကိုဖြစ်စေခြင်းတဲ့စိတ်လေးတွေကအဲ့လိုမျိုးလေးအကုန်လုံးမှာရှိကြမယ်ထင်တယ်ပေါ့နော်ဆိုတော့ကလေးကိုလည်းကိုကပြုစုပြောထောင်တဲ့အခါမှာရန်လွှမ်းမိုးချုပ်ကန်တာမျိုးကြီးမတော်ဘဲနဲ့သူဖြစ်ချင်တာလေးကိုလိုက်တင်နေပံ့ပိုးမယ်ပြီးလို့ရှိရင်မိဘကို တည်တက်ရမယ်တည်တက်ရမှာတော့မှန်တယ်ဒါပေမဲ့မိဘဂျေဇုဆက်ကိုဆက်ရမယ်တော့เนาะလှုပ်ကြွေးပြုစုရမယ်ဆိုရဲစိတ်ကို mindset ကိုသူ့တော့မထည့်ပေးထားဘူးဒါသူတည်တက်တာမတည်တက်တာတော့သူ့ခန္ဓာဖြစ်သွားမှာပေါ့เนาะဒါပေမဲ့ကလေးလေးကို तू ကဒီလောကကြီးမှာဟိုကောင်းကျိုးမပြုရင်တော့ဒုက္ခမပေးတဲ့လူလေးကိုချင်းစာသိရှိတဲ့လူလေးပေါ့เนาะအဲ့လိုမျိုးလေးဖြစ်စေချင်တယ်လူတော်မဖြစ်ရင်တော့မလူကောင်းဖြစ်လူကောင်းဖြစ်အောင်ပေါ့အဲ့လိုမျိုးလေးပြုစုပြုထားချင်တယ်ဘယ်နေလဲဘယ်နေလဲငေးချင်တာဟုတ် ကျွန်တော်ဘူလူနေပို့တယ်အရန်กว่าလေထင်တယ်မဟုတ်လားဟုတ်တယ်ဒီကြောင်ဒီကြောင်ခေါ်လိုက်မဟုတ်ကိုနဲ့တွေ့မှာဆိုလို့သူကထွက်သွားတာအင်းငင်းညထွက်သွားဟိုတိုက်ဆိုင်မှုပေါ့သူမျိုးမကြောင်းအောင်သူကြောင်းပြီးကျွန်တော်မျိုးမကြောင်းတဲ့တန်းလေးတက်ခဲ့တန်းလေးထွက်တယ်အဲပြန်ပြီးတော့ကျွန်တော်တခြားကြောင်းကမာယုံနှစ်ကိုပြောင်းတယ်အဲဆေးဆေးကြောင်းမှာကျွန်တော်ကျွန်တော်တွေ့မလာခင်ကျွန်တော်ထွက်တယ်ဟုတ်တယ်တွေ့တယ်ဟုတ်တယ်မရမရဘူးအလှူပါအလှူတခုမှာသူများအဲ့ရအတိအမှားတရားအလှူပါအာအလှူတော်ဝိုင်းနဲ့ထိုင်ဆိုင်နေတယ် ့သူ့တော့သိရဲ့သူကကျွန်တော်တော့မသိကြအောင်အခုတော့မသိကြအောင်လို့မရတော့ဟုတ်ကဲ့ပြန်ကြည့်ပါတယ်ဟုတ်